အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ငွေရှာနည်းအမျိုးမျိုးရှိတဲ့အထက်အမှငွေရှာနည်း၃မျိုးကိုကျွန်တော်ဝေမျှပေးခြင်းပါတယ်နံပါတ်၁ငွေရှာနည်းကတော့ကာယအဖို့အသုံးပြုပြီးတော့ငွေရှာတဲ့နည်းဖြစ်ပါတယ်ဟောဘယ်လိုလိုမျိုးတွေလဲဆိုလို့ရှိရင်ဟိုအခြေခံလှုပ်သားတွေနောက်အထွေထွေလှုပ်သားတွေပေါ့နော်တို့တွေရှာတဲ့ပုံစံဖြစ်ပါတယ်ဟိုတို့ကတို့ရဲ့ကာယတို့ရဲ့အခြေအင်းကိုအရင်းနှီးပြုပြီးတော့လှုပ်အားတစ်ခုပေးတယ်အားရနေပြီးတော့ဘုံဘွေတစ်ခုပြန်ရတယ်ပေါ့အဲတို့ရဲ့ဒီလှုပ်အားနဲ့အခြေအင်းကိုပေးနိုင်တဲ့ရွေးတော့ တော့ဝင်ဝင်ရတော့ရနိုင်ပါဘူး။နောက်တနည်းကတော့ပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုရင်းနှီးပြုတ်ပြီးတော့ငွေရှာတဲ့နည်းဖြစ်ပါတယ်။ဘယ်သူတွေလှုပ်လှုပ်လှတာရှိတဲ့နည်းလဲဆိုရင်ကျွန်တော်တို့ဒီ professional တွေပေါ့နော်။အာ professional တွေဥပမာဆိုပါဆိုကျွန်တော်တို့ဆရာဝန်တွေ engineer တွေနောက် design တွေတွေ water blocker တွေစသဖြင့်ပေါ့နော်။ဒီမှာတို့ကအဲတို့ရဲ့တက်ပညာ၊တို့ရဲ့ skill ၊တို့ရဲ့ကျွမ်းကျင်မှုကိုအသုံးချပြီးတော့ငွေရှာကြတာဖြစ်ပါတယ်။တို့ကဒီကျွမ်းကျင်မှုပါတဲ့အတွက် ဝင်ဝင်လက်အထိုက်ထက်အကောင်းရတယ်ဒါပေမဲ့ပြဿနာတစ်ခုကပါလဲဆိုတော့သူတို့လည်းပဲဒီအလုပ်ကိုလုပ်နေသရွေတော့ဒါဝင်ဝင်ရရရှိမယ်ဒါပေမဲ့သူတို့အလုပ်မလုပ်တော့တဲ့တနေ့အလုပ်ပြုတ်သွားတဲ့တနေ့ဆိုလို့ရှိရင်တော့သူတို့ရဲ့ဝင်ဝင်လည်းဒါရက်တက်မှာပါဖြစ်ပါတယ်နောက်ဆုံးတစ်နေ့ကတော့ပါလဲဆိုလို့ရှိရင်ငွေကြေးကိုအရင်နေ့ပြုတ်ပြီးတော့ငွေပြန်ရှာတဲ့နေ့ဖြစ်ပါတယ်စီဝိုင်းလုပ်ငန်းရှင်တွေ investor တွေလုပ်တဲ့ပုံစံဖြစ်ပါတယ်စီဝိုင်းလုပ်ငန်းရှင်ဆိုလို့ရှိရင် ငွေကြီးအရင်နှစ်ပြုတ်ပြီးတော့အလုပ်ငန်းတစ်ခုတည်တယ်။အဲဒီမှာသူကသူကိုယ်တိုင်ထဲထဲဝင်လုပ်ချင်တဲ့လုပ်ငန်းဒါမှမဟုတ်လို့ရှင်လည်းမသူတိဆောက်ထားတဲ့သူရဲ့ဒီ team သူရဲ့ဝန်ထမ်းတွေအနေပြီးတော့ဒီလုပ်ငန်းကိုလည်ပတ်တာဖြစ်တယ်ပေါ့နော်။ကိုယ်တိုင်ထဲထဲဝင်လုပ်ချင်တဲ့လုပ်မယ်။ထဲထဲဝင်မလုပ်လည်းပဲဒါချိုးမြတ်တွေဝင်နေတာရရှိမှာဖြစ်ပါတယ်။ နောက်ခဏကျွန်တော် investor ပေါ့နော်ရင်းနှီးမြှုပ်နှံသူဒါတို့ကတော့ရှင်းပါတယ်ငွေကြေးကိုအရင်နေ့ပြုတ်ပြီးတော့သူရင်းနှီးမြှုပ်နှံမှုတွေလောက်တယ်ဝင်ငွေရှာနိုင်ပြီးမဲ့ဒီ assets တွေတိဆောက်တယ်ပေါ့လေအားရနေပြီးတော့သူအချိန်တန်လို့ရှိရင်ဒီကနေဒါအကျိုးမြတ်တွေပြန်ရမယ်ဝင်ငွေတွေပြန်ရမယ်ပေါ့နော်နောက်တချို့ဆိုလို့ရှိရင်ဒီရလာတဲ့ဝင်ငွေပြန်ရင်းနှီးပြီးတော့အဲနောက်ထပ်နောက်ထပ်ဒီဝင်ငွေလမ်းကြောင်းတွေတိဆောက်တာလည်းရှိပါတယ်အိတ်နေရင်တော့ဒါဝင်ဝင်ငွေရရှိတဲ့နီလန်းဆိုပြီးတော့ဒါပြောတာရှိပါတယ်သူကလည်းထဲထဲဝင်မလုပ်လည်းပဲ အဲသူခုနတိဆောက်ထားတဲ့ access တွေကနေပြီးတော့မှအဲသူအကျိုးမြတ်တွေပြန်ရမယ်သူရဲ့ရင်းနှီးမြှုပ်နှံမှုတွေကနေပြီးတော့ဒါဝင်ငွေပြန်ရမှာဖြစ်ပါတယ်ဒါတော့ငွေရှာနည်းသုံးနည်းနဲ့ပတ်သက်လို့ဝင်မြှောက်ပြီးသွားတာဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ဆိုရင်ရောဘယ်လိုပုံစံမျိုးနဲ့ငွေရှာရတာကြိုက်လဲ comment မှာရှင်းသွားပြီးတော့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်